topic ကိုရောက်လာပြီပေါ့နော် elf ဖြစ်ဖြစ် super star ဖြစ်ဆိုကျွန်တော်အခုလိုသူရောပေါ့ပြန်လှန်ပြောစီခြင်းတယ်အခုကကျွန်တော်တို့ကျွန်တော်ကမေးလိုက်ကိုကဖြေလိုက်ကျွန်တော်ကအဲကေကူပီတာလည်းရောက်ပြီဆိုကူပီတာကိုပြောခိုင်းဟိုဟိုပလေးလည်းရောက်ပြီအဲ့လိုမျိုးထက်ကျွန်တော်ကအခုလိုသုံးယောက်ကို interactive ပေါ့နော်ဟိုစကားဝိုင်းပုံစံမျိုးလေးဟိုအမှတ်မိလားအဲ့လိုမျိုးပုံစံမျိုးလေးပေါ့နော်ဆိုတော့အခုအဲ့ဆိုရင်ကို ပိုးကလေးစီမသွားခင်ကိုပီတာကနေပြီးတော့ဒီစူပါစတားဖွဲ့ကိုပရီမီယံလာခေါ်တဲ့အကြောင်းအဲအဲ့ညာပြီးတော့စူပါစတားဖြစ်သွားရင်ကိုသုံးအောင်ပြန်လာပြောလို့ရတယ်ပေါ့နော် F အကြောင်းပဲပြောပြောအမ်စူပါစတားအကြောင်းပဲပြောပြောပေါ့အဲ့တော့ကိုပီတာအဲ့ဒီကိုပီတာနဲ့ကိုရီမန်တပ်ပြီးတော့ကျောင်းမှာစုံရတဲ့အကြောင်းစပြီးတော့ဖွဲ့ကြမယ်ဆိုတဲ့အကြောင်းအဲ့အကြောင်းလေးပြောတော့ပါအဲ့ပီတာပြောလိုက်ပေါ့ဒါဆိုရင်ဟိုကျွန်တော်လေးဟိုခုန Remain ပြောတဲ့အထက်မှာဟိုအသက်အရွယ်လीအ ကျွန်တော် F မှာတည်တဲ့အချိန်ဒီကျွန်တော်ကိုရန်ကြောင်းသားပေါ့ကိုရန်ကြောင်းသားဆိုတော့ကျွန်တော်အသက်ဒီ15နှစ်15နှစ်ဆိုတော့ဒါ we have the similar ဘာ remember တို့တွေက15နှစ်လောက်မှာပေါ့15နှစ်ရောက်ခံပြီးသမို့15နှစ်ထဲမှာပေါ့အဲ့ဒါ F မှာတည်တဲ့ဆိုတော့ဟို F မှာတည်ပြီးတော့ F ကို ကျွန်တော်ကိုရန်ပထမဆုံးတက်တဲ့နှစ်မှာ F မှာတီးရတယ်ခုနရီမန်ပြောတဲ့နှစ်မှာဟိုစူပါစတားမလာခင်လေးပေါ့ကျွန်တော်နည်းနည်းဖြစ်ဟို F ကဟိုကိုဖရက်ချန်ထုံးကအဲ့ဒီချိန်အောင် base တီးတယ်သူနိုင်ငံခြားမတော်ဖြစ်သေးပါဘူးဆွေးတဲ့ခါကျတော့ဟိုသူတို့က strictly ပါလုပ်လဲဆိုတော့တနေ့ကို2နာရီ practice လုပ်ရတယ်တပတ်မှာ9ရက်လုပ်ရတယ်ဗျအဲ့ခါကျတော့ကျွန်တော်ကဟိုဟို uncle ဦးချန်ထုံးတို့လင်မယားဒီကျွန်တော်အဖေအမေရဲ့ godfather God mother ဒီဒီလိုဖြစ်နေတဲ့ခါကျတော့မင်းသားကိုဟိုလာပြီးတော့တီးခိုင်းပေးပြီးတော့ practice လာလုပ်ပါဆိုတော့ကျွန်တော်တို့ကလုပ်ရတယ်အဲ့မှာကို darling တိုင်းနဲ့ကိုဆက်မော်ရဲ့အဓိကယောက်ျားနှစ်ယောက်နဲ့နော်အဲ့အဲ့ဒီလိုလုပ်တော့တနည်းကိုနှစ်နာရီ practice လုပ်ပြီးတော့မှပွဲတွေကိုတီးတာအဲ့အဲ့ဒီအတွက်ကြောင့်လည်းဟိုကျွန်တော်တို့ကအကုန်လုံးက practice လုပ်ထားတဲ့အတွက်ကြောင့်တိတိကျကျလေးထွက်တာဟို practice မလုပ်ဖဲနဲ့ဆိုရင်တော့ခပ်ပေါ့ပေါ့လေးပဲ ဖြစ်သွားလိမ့်မယ်အဲ့ဒီ practice လုပ်တဲ့အချိန်မှာခုနကကို expression တွေကိုနားလည်အောင်ဟိုအဓိကကို run လုပ်သွားတာတော့ကိုအေးမောင်ပဲကို reggie ပဲတက္ကသိုလ်အေးမောင်ဒီဟိုတိုးရမယ်မြန်မာတိုးရမယ်အဲ့ဒါအကုန်လုံးတော့ကို fred ကိုကိုစေရောကို andrew ကြတော့တော့ပြောစရာမလိုကို andrew နဲ့ကို reggie နဲ့နှစ်ယောက်ပေါင်းပြီးတော့ဒီ expression တွေကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကတိုးရမယ်နေမှာတိုးမယ်အလေအလတ်ကျဲမယ်စို့မယ်ဆိုတော့ဒါမျိုးတွေကိုနားလည်အောင်ကတော့ ကိုရေဂျီနဲ့ကိုအန်ဒရူးရှိရတယ်အများကြီးရတာအများကြီးရတော့ပေါ့ကိုအန်ဒရူးကကျွန်တော်ကောင်းလေးကောင်းလေးကောင်းလေးလာတီးမယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်မှတ်မိအဲ့ဒီလိုနဲ့နေတော့ကျွန်တော်ဒီဟိုကိုဒန်းကိုကြတာပေါ့ဗျာဟိုစာမမကျက်ဖဲတနေ့နှစ်နာရီ practice လုပ်ပြီးတော့ပျော်ပြီးတော့အိမ်တန်သွားပြီးတော့စိတ်ကူးရှင်ပြီးတော့ဟိုစာမလုပ်တဲ့အခါကျတော့ကိုဒန်းကိုကောင်းကောင်းကြသွားကိုဒန်းကြတော့အဖေကမဖြစ်ချင်ဘူးပေါ့ဆိုတော့ကျွန်တော်အဲ့မှာတနှစ်ခွဲလောက်ပဲ ကျွန်တော်တီးလိုက်ရပြီးတော့ကျွန်တော်က elf မှာမတီးတော့ဘူးဒါပေမဲ့မတီးပဲနဲ့စာဆက်ကြိုးစားလာဆိုတော့ကိုးရန်တော့အောင်သွားတယ်ပေါ့ဆယ်ရန်ကျတော့ထကြတာပေါ့အဲ့ဒီအဲ့ဒီခါကျတော့ဟိုဟို elf မှာတော့မတီးတော့ပဲနဲ့အဲ့ဒီအချိန်မှာဥပသိန်း studio မှာ playboy ကအများကြီးတီးနေပြီ a6 ကလည်းရောက်နေတယ်ပေါ့နော်အဲ့ဒီအချိန်ကျတော့ဒီခါ playboy မှာကျွန်တော်ဒီ silent drama ပဲဟိုကိုတန်းနိုင်အရှိရ တီးရင်ကိုတန်းနိုင်ရဥမာ series တစ်ခုမှာအဲ့တို့ကအပုတ်20လို့16ပုတ်တို့မှာကျွန်တော်က6ပုတ်9ပုတ်5ပုတ်အဲ့လိုမျိုးကျွန်တော်ဝင်တီးတယ်ကိုတန်းနိုင်ကိုကျေးဇူးတင်ရမယ်ပီတာမစ်တီသူကခွင့်ပြုတယ်ကိုရေဂျီကိုသိမ့်တာတီတီတီမောင်ပီတာဆိုတော့ကျွန်တော်အဲ့မှာ practice တော်တော်ရတယ်အဲ့လိုနဲ့ပဲတီးရင်နဲ့ smile ဒီပီတာဘတ်တူကချစ်ချစ်မထီနဲ့ဒါချင်းချင်းလိုက်မယ်ဘာညာအဲ့ဒါမှာ remember ဖုကလနဲ့ ကျွန်တော်တို့စတူဒီယိုကိုရောက်လာတော့ပေါ့နော်အဲ့မှာတီးတော့ကျွန်တော်ကဟိုအဲ့ဒီအချိန်မှာစိတ်လှုပ်ရှားလိမ့်မယ်ကျွန်တော်ခုမှပြန်တွေ့တော့ဘာလို့ဆိုငါတို့ရွယ်တူတွေဖြစ်တယ်သူတို့လက်တန်တွေကလည်းရေးလဲမိုက်နေတာလीကြည်လိုက်တော့ဟာโอเคပေါ့အဲ့ပြီးတော့ဟာဟာငွေတို့ကငါတို့ကြောင်းပါပဲဆိုတာဟိုသိသွားတာအဲ့တော့မှအစတော့ကကြောင်းပါတော့ရှိတယ်ကျွန်တော်မြောက်ပါနော် remedy တို့ ਨੇ တန်းခွဲမတူဖြစ်တယ်တို့က A ကနေပြီးတော့ကိုးတန်း A ကနေကျပြီးတော့ C တန်းရောက်သွားတယ်အဲ့ချန် remainder A လား B လား C လားတခုခုတော့ဖြစ်တယ်အဲ့တော့အဲ့မှာ C or D တခုမှပြီးတဲ့နေ့အတမတူသို့တော်လည်းအဲ့မှာကြောင်းမှဆီယမ်မိဘကုဇော်ကတော့ပဲမှာဒီဝိုင်းဒီပွင့်ရှိတယ်ဆိုပြီးတော့စလာတာကိုခိုင်ထုနဲ့ကို Richard U Richard U မှတ်မိလား Richard U Richard အော်တည်တယ်မှတ်မိပြီ Richard Richard U ရော Victor Tin U တို့လေ Victor Tin U တို့တကယ်ချင်းတယ် ဆိုတော့ Richard ဦးနဲ့ကိုခိုင်တို့ကရောက်လာပြီးတော့အဲ့လိုပဲကြောက်ပွက်တီးရအောင်ဆိုပြီးလာပြီးတော့ပြောတော့ Okay ဒီပြင်မယ်ပေါ့ဆိုပြီးမှတခါဟိုပီတာကိုလည်းခိုင်တို့ကပဲလာမေးတာပဲဒီခိုင်တို့ကလာမေးပြီးတော့ပီတာတီးမလားဆိုပီတာလည်းတီးမယ်ဆိုပြောတော့ငါတို့အဲ့ဒီကျောင်းရဲ့ corridor လေးမှာ apartment ကလေးမှာငါတို့အတန်းရှင်းသားလေးမှာပဲဖုန်းစားစင်ချိန်မှာခိုင်တို့ကမိတ်ဆက်ပေးလိုက်တယ်ဆိုတော့ပီတာနဲ့ငါနဲ့ကတိသွားတယ် အဲ့အဲ့ဒါကျွန်တော်မိနေတိလား remember ပြောတော့မှငါတို့ဘယ်လိုသိတာလဲဆိုအစ်စီအဲ့လိုသိပါဒါပေမဲ့ Peter အဲ့လိုတဲ့ drummer နာမည်နာမည်ရတဲ့ drummer ဆိုတာကိုတော့သိတယ်လေဆိုတော့ဒါပေမဲ့ဟို Peter ကတော့ကိုယ်မသိကိုက Peter ကိုသိနေပြီတိုင်းတော့ဟုတ်ပြီအဲ့အဲ့ဒီမှာဆိုတော့ဒါကျွန်တော်အဲ့ဒီအကွက်လာကကျွန်တော်မိနေတာတိလားဒါအရန်တန်ဖို့ရှိတယ်သူနဲ့ကိုနဲ့ first first image မှာဒီလိုလေး ဆိုကိုခိုင်သူကြီးတရိရလိုက်ခိုင်သူမိတ်ဆက်ပေးတာဟုတ်ကဲ့ကိုပိုကလေးနဲ့ကျောင်းမှာကျောင်းမှာပြည့်လို့ပါလာတာဟုတ်ကဲ့ကျွန်တော်ကျောင်းမှာတီးဖြစ်လာ revenue မတီးဖြစ်ဘူးဒီလိုပြည်တယ်မမှတ်မိလို့ဆိုတော့ဒီလိုလေအဲ့အဲ့ဒီပွဲကိုတီးမယ်ဆိုတော့လက်ခံလိုက်တော့အဲကိုကတီးမယ်ပေါ့တီးမှသိကြတဲ့လူပဲနောက်နောက်ဘယ်သူတီးရုံမလဲဆိုတော့အဲ့ဒီမှာကျောင်းမှာဟိုဒရမာကကြတော့ပီတာကတီးမယ်ပြောတော့လေပီတာရိုဟာဆယ်မလာနိုင်ဘူး လာနိုင်တော့အဲ့ဒီမှာ rehearsal လုပ်တဲ့နေရာကို drum လာတီးပဲလူကကိုမျက်စောရင်မျက်စောရင်မှမ်းမိလားသိတာပေါ့သိတာပေါ့တော့ကိုမျက်စောရင် drum တီးတယ်မတီးတယ်ကိုမသိဘူးဒါပေမဲ့ तू က drum တီးပေးမယ်ဆိုတော့တီးပေါ့ तू ကခက်ကိုခိုင်းထူးထူးတငယ်ချင်းလေဆို तू ကတချင်းတိုက်ကို तू ကလာ drum တီးပေးမယ်ဆိုပြီးတော့ तू က तू က volunteer လုပ်တယ်ဆိုတချင်းတိုက်မနေ့ကိုသွားမယ့်အချိန်မှာဘယ်သူလိုက်ကြလဲဆိုတော့ကိုခိုင်းထူးရဲ့အဲတို့ရဲ့နောက်နောက်ကတန်းအေးဆိုင်လာပေါ့နော်ဆိုင်ဆိုင်လာပါလာတယ် နောက်တစ်ခါကို Richard ဥပါတယ်နောက်ညဆောင်းရင်ပါတယ်ပြီးတော့မှကိုကအမေဘယ်သွားဘယ်သွားဘာပဲလုပ်လို့အမေကပုတ်ကလေးကိုခေါ်လိမ့်စီတော့ပုတ်ကလေးငါတို့ကျောင်းပွဲအတွက်ကတော့ချင်းတိုင်းပဲပုတ်ကလေးလိုက်ခဲ့ပါလားဆိုတော့ပုတ်ကလေးလည်းပါလာတယ်ဆိုတော့အဲပုတ်ကလေးလည်းအဲဒီကိုခိုင်သူ့ဘာလို့လဲအဲ့ဒီမှာစတိသွားကြတာပေါ့အဲ့တချင်းတိုင်းကိုပုတ်ကလေးပါလာပြီးတော့အဲ့မှာတီးကြတာပေါ့နော်ပုတ်ကလေးအဲ့ဒီက base တီးပြီးမတီးပြီးတော့မမှတ်မိဘူးအဲ့ဒီမှာပဲ first time ကိုကိုခိုင်ပြီးကြတာဒီဆိုတာကိုလည်းကြောက်ကြတာပဲအဲ့ဒီမှာသူတို့ jam လုပ်ကြတာပေါ့တချင်းတွေရှောက်လုပ်ကြဒါပေမဲ့ចောင်းပွဲကတကယ်တော့ကျတော့ចောင်းပွဲကမလုပ်လဲရတယ် ကျောင်းကခွင့်မပြုခွင့်မပြုတော့အဲ့ကျောင်းပဲလေမတိတတ်ရတော့ပီတာနဲ့ကိုနေရကျောင်းမှလည်းတခါမှမတိတတ်ရဒါကြောင့်ပီတာကကိုတိတာလည်းတခါမှမတွေ့ဘူးအဲ့ကြောင့်ဥပသိန်းအိမ်မှာပီတာဘတ်တူတို့ကိုတယ်ရီဘတ်တူတို့ recording လုပ်တော့မှပဲပီတာကငါတို့တွေ့ဘူးလားတိတာကိုတွေ့ဘူးတော့ဟုတ်တယ်အဲ့ဒီအဲ့ဒါဒီမှာတင်နေတို့က remain propose လုပ်တာလေဟို shirt ထဲမှာလေထိုင်နေတဲ့လွယ်အိတ်ကလေးကိုလှုပ်ချီတောင်းလေးဆင်းပြီးတော့ဒီလိုလေးထိုင်နေ remain ငါတို့ ဒီဝိုင်းလေးထောင်ရအောင်တီမလားဆိုတော့ remainder ဖုတ်ကလေးကိုလည်း recommend လုပ်တယ်အဲ့ဒီအဲ့ဒီမှာတို့300ပြည့်သွားတယ်ဒါဒါတကယ်အမတီလေးကတော့ကိုမှတ်မိတလို့ပေါ့နော်တကယ်ချင်းလို့ရှိပဲနောက်ပိုင်းမှာမှတန်းအောင်ကလည်း same batch နောက်ခုနဟိုတင်းဦးတောင်းပါလာပုံလေးနည်းနည်းပြောပြချပါအောင်အဲ့လိုကျွန်တော်က remainder approach လုပ်လိုက်တော့ remainder okay ဒါဆိုငါတို့ဒီဝိုင်းလေးလုပ်ရအောင်ဆိုဒီ300ကတော့ဟိုအမြင့်ဟိုပေါ့အစိပေါ့ အဲ့ဒီအမြောင်လေးအဲ့ဒီကနေထွက်လာမှာပေါ့ဒါစူပါစတာနောက်တစ်ခုကနောက်တစ်ခုကဘာလို့ဆိုပီတာပါတူရုနဲ့အဲ smile recording လုပ်တဲ့အခါမှာ recording cutery series ပြီးသွားတဲ့အခါမှာသူကစီ smile အတွက် local talent တင်ကြတယ်လေတင်ကြတော့အဲ့ဒီချိန်မှာအာ rhythm guitar ကကြတော့ခါခါ rhythm ပြီးတယ်နောက် glen ငါရကို glen ကချင်းဆိုတယ်နောက်တစ်ခါအာနောက်ပြီးတော့ဟိုကိုကိုတန်းနိုင်လို့ပါတော့လေအဲ့ဒီချိန်မှာလာပြီးတော့ထိုင်နှောင်းတဲ့အချိန်ပေါ့နော်ဟိုကို မော်နမတ်ရဲ့အသံသွင်းလို့ကိုတန်းနိုင်ရယ်လာကြည့်တာပေါ့ကိုအဲဒီကိုရေဂျီပါဦးလည်းလာကြည့်တာပဲလေအဲ့အဲ့လိုအချိန်မျိုးမှာငါတို့စက်တည်တဲ့ဒီဟိုစန်တနာချင်းတွေတည်တယ်အဲ့မှာ evil ways တည်တယ်ဆိုပါဆို evil ways မှာ percussion ပါတယ်ပါတော့ peter butt က drum တည်တာလေ percussion ပါကို तू မတည်ဘူးလေဆိုတော့အဲ့မှာ peter 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 ကပဲအဲ့တော့ offer လုပ်တယ်ငါ percussion တည်ပေးမယ်ဆိုပြီးတော့အဲ့ဒီဟိုဟိုလေဟို coffee bone coffee bone လေးနဲ့ peter တည်ပေးတယ်လေ smile smile recording မှာ percussionist က Peter ဖြစ်နေတယ်ဟုတ်လားအဲ့ဒါလားဖြစ်နေ Peter ပဲတီးပေးခဲ့တာကျွန်တော်ကျွန်တော်ကျွန်တော်မေ့တယ်ဒီလားကျွန်တော် thank you remain အဲ့ဒါဟုတ်ကဲ့အဲ့ဒီကော်ဖီပုံးလေးအခုရှိသေးလားတက်စီသွားပေါ့ဒါမဲ့ကော်ဖီပုံးလေးကြီးတယ်ဆိုတော့မှတ်မိသွားတယ်တကယ် percussion ရဲ့ဟိုအတားလေးကပပပပဆက်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် အဲ့ဒါပီတာအဲ့ဒါပီတာဒီပေးခဲ့တာလေပြောမစပီတာနဲ့ first time ဒီဘူးတာအဲ့ဒါပဲပီတာကတို့အဲ့ coffee ဘုံလေးနဲ့ဒီပေးခဲ့တာငါတို့နဲ့ first time to ဒီတဲ့အတွေ့အကြုံပဲဟုတ်ကဲ့ say something အဲ့တော့ကိုဖုကဲကိုဖုကလဲဟိုအကြောင်းပြောပါဦးကိုဖုကလဲဒီဟိုဟာ super star ကိုစရောက်တဲ့အကြောင်း hello ရလားဘာမှမတွေ့ဘူးဟုတ်ပါအစရောက်တာတော့ဟိုကျွန်တော်ပြောလို့ဗောရီမန်ခေါ်လာတာဗောအဲ တီးကြအောင်ဆိုတီးကြရတာပဲဟိုကျွန်တော်တို့ကခုနကပြောတဲ့ smile ပေါ့နော်ငင်ရတဲ့သူတီးတယ် smile ဆိုတာပီတာဘတ်သူနဲ့တီးတယ်တီးပြီးတော့ပီတာတို့ကနိုင်ငံသားသွားကနေကြတော့အဲ့လိုမျိုးပေါ့နော်ဟိုဟိုပီတာနဲ့တီးကြအောင်ပီတာဘတ်သိန်းနဲ့တီးကြအောင်ဆိုပြီးတော့အဲ့အဲ့မှာခေါ်တီးကြတယ်ကျွန်တော်ကအဲ့လိုအနောက်ကနေပြီးပါလာပြီးတော့ဖြစ်သွားတာပဲဒါပဲပြီးတော့ပီတာတန်းအောင်ခေါ်တယ်အဲ့ဒီ၄ရောက်ပေါ့အဲ့အဲ့ခေတ်ကတော့၄ရောက်ပဲရှိတယ်အဲ့ပြီးတော့ ့ local talent တွေပါသွင်းရမယ်ဆိုတော့ keyboard လိုတယ်ဆိုတော့ကျွန်တော်အိမ်သားအင်္ဂါအပိုလို saw အပိုလို့ရဲ့ two saw ထွန်း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 ညို two ခေါ်ပြီးတော့သူကသူ့အိမ်မှာ hammer organ တွေမရှိတယ်အဲ့ kick က hammer ဆိုအခုတည်းကတော့ hammer ကရှားတော့မယ်လေ hammer organ ကြီးနဲ့ဆိုတော့အဲ့ဒါသူ့ခေါ်ပြီးတီးတော့စန္ဒနာတွေကျွန်တော်တို့တီးကြတယ်အဲတခါ twin သုံးလေးပုတ်ပေါ့နော်လူများဟို recording ကျွန်တော်က judy uv တီးတာမဟုတ်ဘူး peter သူ့ သူအားတဲ့အဲဂျူဒီတွေအားပြီးပြီးတော့တဲ့အချိန်မှာကျွန်တော်တို့ကဝင်ဝင်တီးပြီးတော့တခြင်းတွေစုပြီးတော့မှပို့ကြတာပေါ့နော်အဲအဲ့လိုပေါ့အဲဆော့ဆာချင်းကတော့ထွန်းထွန်းညိုပါတယ်အဲ့လိုအဲ recording ကို super star recording လုပ်ပြီးတော့ဟိုဟာပို့တာပေါ့ BBS ဆိုတော့ remedy တို့ကဟို Jimmy ကိုတို့ကခေါ်လာတယ်သို့တော့ Jimmy ကတန်းအောင်ပါတဲ့ပထမ first part နည်းနည်း first period မှာ Jimmy ချက်ချင်းမရောက်သေးဘူးနော် ဟုတ်တယ်မရောက်သေးဘူးဟိုဟိုမာလီ jungle struck တို့ဘာလို့တီးတဲ့မှာ percussion လေးမှာအဲ့ဒီ coffee ဘုံလေးပါသေးတယ်လို့မှတ်မိတယ်အဲ့ဒါကျွန်တော်ပဲ multiple ပြန်လုပ်တာလား Jimmy D. ဟုတ် Peter မဟုတ်အဲ Jungle Struck ကပီတာ Coffee Bone နဲ့ပြန်ပြီး percussion လုပ်တာလဲပါသလို Timberly Solo စီ Courage ပြတဲ့ငွေတီးပေးတယ်လीကိုရဂျီတီးတယ်အေးကိုရဂျီကနော်သူလာတီးပေးတယ် Superstar အဲ့ဒီအချင်းမှာသူလာတီးပေးတယ်အဲ့ဒီတစ်ပုတ်ပါပဲ ဂျွန်မစတ်မှာသူအလဲမတက်မလေးဆိုလို့ပရဂျီဝင်သေးပြတာအင်းအဲ့ဒါဂျွန်ကဂျီမီမရောက်သေးခင်ပဲနော်ဂျီမီကတော့နောက်ကျတယ်ဂျီမီမရောက်သေးဘူးအဲဂျီမီတို့တင်ဝင်းတို့ကအဲ့ချိန်မှာလစ်စနရီกว่าအိမ်မှာတော့လာပြီးတော့နားထောင်တာတို့ကတော့လုံနေပြီဘေးမှာတော့ရောက်နေမှာပေါ့နော်ဒါဒါအဲ့လူက

သူ့ဘူကတော့မပါဘူးထင်တယ်စီမြောင်တဲ့အဲသူအဲ့ရနေစဝင်လာတာပဲနောက်ပိုင်းကပကတိလေးပါလာတော့ဗောနော်ဟုတ်တယ်ငါစန္ဒနာကြိုက်တဲ့လူတွေဆိုတော့ပကတိသမားပါမဖြစ်မယ်ဆိုပြီးတော့အဲ့ဒါထည့်လိုက်တာကျတော့ဟုတ်အဲ့ဒါပါဗောဂျီမီပါလာတာโอเครีမတ်ကျော်သူကလည်းငါနဲ့ဂျီမီနဲ့တိကလည်းအကြောင်းကကျတော့ဂျီမီကိုဂျီမီကိုဘယ်သူကခေါ်လဲတင်ဦးတော့ခေါ်လာဂျီမီနဲ့တင်ဦးတော့အစင်းတော့ကစီမတင်ငယ်ချင်းနေငါနဲ့ဂျီမီနဲ့မတိဘူး တော်တော်လေဂျီမီကိုဘယ်လိုသင်္ကန်းတော့တော့ပြီးတော့မြင်လဲဆိုတော့ဂျီမီဒီတစ်သေးသားဖြစ်တယ်တဲ့ဂျီမီကအဆိုတချင်းဆိုပြီးတော့ series တွင်းနေတယ်တဲ့ဆိုတော့ဒီကောင်ကချမ်းလဲချမ်းသာတယ်ဟို series တွင်းပေါ်လဲစိတ်ကူးရှိနေတော့မိဘတွေကလည်းသူ့ကိုပတ်စံထုတ်ပေးမယ် series တွင်းမယ်ဆိုပြီးသင်္ကန်းတော့မှခေါ်လာတာခေါ်လာပြီးငါနဲ့လက်တန်းမှဒီလက်ဖက်ဆံမှမိတ်ဆက်ပေးတာသူကတော့ဂျီမီဖြစ်တယ်အာတချင်းဆိုခြင်းတယ် series တွင်းလိမ့်မယ်ငါတို့ကတီးပေးမယ် super star နဲ့တီးပေးမယ်ဆိုပြီးတော့အဲ့လိုကြီးလာမိတ်ဆက်ပေးတာအဲ့တော့ဂျီမီကကိုနဲ့ချတီးတဲ့အချိန်မှာသူကအဆိုတော်နဲ့ဝင်လာတာ ဲ့အဲ့တော့ဘယ်တော့ဆိုစူပါစတိုဘိုက်စကိုဒီလောက်ကတော့မတွေ့ရသေးဘူးတချင်မင်းနဲ့တိတဲ့အချိန်ကအဲ့လိုတိခဲ့တာအဲ့ဂျင်မင်းနဲ့တိပြီးမှနောက်ပိုင်းမှာဂျင်မင်းကတခါဟိုပီတာနဲ့လက်ခင်နေတော့ဥပဒေစတူဒီယိုကိုရောက်လာပြီးမှသူကခဏပြောတယ်ပကာရှင်တွေပါလိစီရောက်သွားတာအစားတော့သူချင်းဆိုဖို့လာတာကိုစားတိတာသူချင်းဆိုဖို့သူတီးပေးရမယ်လို့ပဲထင်တာစီးရီးစ်တော့သူစီးရီးစ်ကကိုမအပ်ပါဘူးသူစီးရီးစ်မအပ်ဘူးမအပ်ဘဲနဲ့စူပါစာဝိုင်းနဲ့သူရောက်နေပြီးတော့မှနောက်တော်တော်ကြားမှသူမမပတင်သူတွေပဲဆိုတာအဲ့ မမမပတင်သူရဲ့ producer ကကျွန်တော်နဲ့ကိုအောင်ရှိတယ်။အဲ့ဒါကြည့်တယ်။ဟုတ်ကဲ့ကြည့်ရတော့တကယ်ကြောစရာကြီး။ဂျမီနဲ့ဒုနေရကြတော့ LKG တွေကဒီလိုတန်းတန်းအောင်ထက်တောင်ဂျမီကစောတယ်။စောတယ်။တန်းအောင်ကတန်းရောက်တော့မှတန်းအောင်ကကိုပေးရောက်တာ။ဂျမီနဲ့ဒုနေရ LKG MKG HKG တွေကစင်တကယ်ဦးစင်စင်အဂတ်စတင်ဘေးမှာနိုင်တဲ့ငွေကြီး မိပါလိချင်း Okay so ဟောလေကိုလိုပထမဆုံးဆက်ဆက်ချင်းတွင်းတဲ့ series လေးတွေเนาะအဲ့ဒါလေးတွေနဲ့နောက်ကတော့ကိုလိုပြောတဲ့တီးလုံးနှစ်ခွေကိုလိုတီးဘူးတယ်ပထမ organ တီးလုံးစမ်းများဒုတိယတော့အဲ့ဟိုရုပ်ရှင်ပေါ့เนาะ bicycle တီးလုံးစမ်းများဆိုတော့အဲ့ဆက်ဆက်ချင်းကိုလိုတွင်းတဲ့ပထမ50ခွေအကြောင်းလေးနဲ့ပြောပြပါဘူးကိုလိုအားလုံးဘလို့ဘလို့ပါရီတီးကြတယ်ကိုလိုစတွေ့တဲ့ဟိုအဆူတော်တွေအကြောင်း recording အတွေ့အကြုံလေးအဲ့ဒါလေးနည်းနည်းပြောပါပြီးပါကျွန်တော်တို့နောက်ဟိုကိုမင်းမြတ်လက်တော်ဘာလို့ပြောသွား ဟိုအဲ့ဒီမတိုင်ခင်လေးမှာကျွန်တော်တို့က local talent လေးနော်နှစ်ခုလောက်တို့တီးတယ်ဟုတ်နှစ်ခုတည်းအဲ့ဒါ remain စပြောလို့ရခုကလေးတို့ပြောပါ local talent နှစ်ခုတို့တီးတယ် local talent ဆိုတော့ Peter ပထမဆုံးအကြံအရ local talent တွင်းဖို့ Peter စပြီးတော့စပြီးအကြံပေးတော့ဟုတ်အဲ့တော့ဒီဘက်လောက်အောင်ဆိုတော့ local language တွင်းကြလို့ဆိုအဲ့မှာတချင်းတွင်းဖို့ကျွန်တော်တို့စပြီးတော့တချင်းတွေစုတဲ့ဒီမှာကျွန်တော်ရဲ့ focal ရဲ့တောင်းရဲ့ပီတက်ရဲ့ short tone ညရဲ့ဆိုပြီးတော့ပထမ super star ဖြစ်လာတဲ့ လိုကလည်းတခုတွင်းနေနောက်ပြီးတော့ကိုထွန်းစွန်ညိုကအာသူအလုပ်ကိစ္စတွေပါရှိတယ်သူတင်ကြတော့ဖို့လည်းရှိတယ်ထင်းနေတင်မောလိုက်ဖို့ရှိတာရှင်တယ်တခုကြောင့် तू ကမလွတ်နေတဲ့ခါမှာသူ့နေရာကိုဟိုတင်ဦးတောင်းအောင်ရောက်လာတယ်တင်ဦးတောင်းအောင်တော့ကျွန်တော်မှတ်မိတာတော့ဟိုကိုတောင်းအောင်ကပဲခေါ်လာတယ်ကျွန်တော်အိမ်ကိုခေါ်လာပြီးတော့မိတ်ဆက်ပေးပြီးတော့ तू ကတူတူတော်တယ်ဘာညာဆိုပြီးမှတင်ဦးတောင်းနဲ့ကျွန်တော်တွဲပစ်သွားတယ်အဲတင်ဦးတောင်းနဲ့ကျွန်တော် local level တခုဖြတ်ပြီးကြရအောင်အဲ့ဒီမှာကျတော့ဟိုဘယ်မှာပြောတဲ့ဟို last knows of spring တို့เนาะဒီ billy cobham ဖြစ်နေလေးလိုက်ဆိုပါတော့ပါသွားတယ်အဲအဲ့ဒီအဲ့ခဲပေါ့เนาะ no eruption ပေါ့ eruption ဆိုတာဒီ focus ရဲ့တခြင်းပေါ့เนาะအစ်ကောင်းတဲ့တခြင်းတွေပါအဲ့ဒီ deep လိုက်ပြီးွားပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့ကဟို instrumental ဒီတဲ့ wise အနေနဲ့မြန်မာအတန်းအနေနဲ့ကျွန်တော်တို့နှခါလွတ်လိုက်တဲ့ချိန်မှာကျွန်တော်ဆိုဗမာပြည်မှာရှိတဲ့ကိုနဲ့ကိုရဲ့ non do sia ကြီးတွေကအစကျွန်တော်တို့ charge clip တွေသတိထားမိွားတယ်သတိထားမိွားတဲ့အခါမှာဥပမာဆိုပါစို့ကို Andrew ပဲဆိုပါစို့ Andrew က ပီတာကိုတွေ့နေပြန်မှာဟာပီတာမင်းတို့ဘာရတဲကောင်းပါလားအဲ့လိုဟာမျိုးပေါ့နော်လာပြီးတော့ comment ပေးတာပေါ့ဆိုပဲအခါကိုတန်းနိုင်ဆိုလဲအဲ့လိုပေါ့မင်းတို့ချက်သေးသေးတော်ကောင်းတာပဲဘာညာနဲ့ဟိုမင်းတို့မင်းတို့ဆက်လုပ်ဘာညာအဲ့လိုအားပေးတဲ့စကားတွေစပြီးတော့ကိုယ့်ရဲ့ကိုယ့်ရဲ့ senior ဖြစ်တဲ့လူတွေကကျွန်တော်တို့ကျွန်တော်တို့စပြီးတော့အားပေးတဲ့စကားတွေစကြားရတာပေါ့နော်အဲ့လိုပဲတခါကျွန်တော်တို့ရဲ့လူကြီးအတိုင်းဝိုင်းပေါ့နော်ကျွန်တော်တို့မိဘတွေရဲ့အတိုင်းဝိုင်းနေမှာလဲတင်းလေးတွေပြန်ကြားရတော့ဘာကလေးတွေကတီးနိုင်သားပဲပေါ့နော်ဟိုလူကြီးတို့ပဲလူကြီးတို့ပဲတီးတယ်တချို့လဲလူကြီးတွေမတီးတဲ့တချင်တော့ကျွန်တော်တို့ကတီးနေပြီ ဆိုတော့နည်းနည်းဟိုအထင်ကြီးသလိုပါလို့အနေထားရောက်သွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကအဲ့လိုလုပ်တဲ့နီလန်းလည်းမှန်သွားတယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ local level မှာကျွန်တော်ရွေးတဲ့သင်းတွေဒီဘယ်သူမှသိမတီးသေးတဲ့သင်းတွေကိုကျွန်တော်ရွေးခဲ့ပြီးတော့လုတ်ပြခဲ့တယ်အဲ့ဒါတွေကိုကြားသွားတာတော့ကိုကျွန်တော်ထင်တယ်ကိုမင်းမလတ်ပါမယ်ကိုမင်းမလတ်တော့ဘာလို့အများနဲ့ရှေ့ကိုကြိုကြိုပြီးတော့ပြေးနေတယ်လို့ဆိုတော့ဒါမှမဟုတ်တွေကိုသူတို့လက်ခံတယ်ပေါ့နော်သူတို့လက်ခံတယ်သူတို့ပြီးတော့အားပေးတယ်ပေါ့ဆိုတော့အဲ့ဒီလူတွေရဲ့ဒီဟိုယုံကြည်မှုကိုကရွာသွားတဲ့အခါမှာလူတွေကစပြီး series တွေ up ပို့ စာပြီးစိတ်ကူးတယ်လို့ကျွန်တော်တို့ကြားမိတယ်ဘာလို့အစအစ်တင်ကျွန်တော်ဒီနေပြီးနေပေါ့နော်ရှမ်းပြည်တို့မြကြီးနာတို့လိုမျိုးနေရအစအပရိုဒျူဆာတွေအစတော်တွေဆင်းဆင်းလာပြီးတော့ဥပဒေစတူဒီယိုမှာလာလာမေးတယ်စူပါစတာဆိုတဲ့ဝိုင်းလေးရှိတယ်အဲအစဥပဒေစတူဒီယိုမှာပဲတီးတယ်ပီတာဘာသိန်းကဒရမ်တီးတယ်ဆိုပြီးတော့သူတို့သိသွားတယ်လေတီးသွားတော့ဒီဝိုင်းလေးကိုသူတို့သုံးလို့ရမလားငှားလို့ရမလားဆိုပြီးတော့ကျွန်တော်တို့အလုပ်တွေလာအပ်တဲ့အချင်းတွေရောက်သွားတာပေါ့နော်ဒါကျွန်တော်တို့စူပါစတာကဒီ local talent ကိုပြီးပြီးတော့မှကျွန်တော်တို့တက်လာတယ် ပြီးတော့အလုပ်ကြီးရလာတယ်ပေါ့နော်အဲ့ဒါကျွန်တော်အဲ့လိုပဲထင်ပါတယ်ဟုတ်တယ်အဲ့ဒီမှာလေဟို local talent လေးမှာကျွန်တော်တို့တီးတဲ့တချင်းတွေကကွဲထွက်သွားတယ်ပေါ့ကျွန်တော်တို့နောင်တော်ကြီးတွေတီးခဲ့တာ shadows ventures and beatles ပေါ့နော်ကျွန်တော်တို့ကအဲ့ဒါနဲ့လုံးဝကွဲထွက်တယ်ခုနလိုအဲ့ဒါတွေကတော့အမှန်ပြောရင်ကျွန်တော်မသိဘူး remain ကိုပဲကျွန်တော်ကပြောမှာ remain and book လေးပေါ့ကျွန်တော်ထဲတချင်းနားထောင်အားအများကြီးတာ အဲ့မှာ remino billihoban နေရွေးတယ် santana တော့ကျွန်တော်ကကြိုက်ထားပြီးသားဖြစ်တယ်တချို့ now focus တော့ဘာလို့ဆိုအဲ့ဒါဒီက remain ဖွင့်ပြလိုက်တော့ကျွန်တော်ကအရင်စိတ်ဝင်စားတာဗျတိလားဟိုကျွန်တော်တိတာဒီ shadow ventures ပဲ santana လောက်ပဲတိအဲ့ဒီကောင်ကြီးကျတော့တိရတဲ့ဟို style ကိုကတခြားစီဖြစ်သွားတာဒါပေမဲ့အဲ့ဒါကျွန်တော်ထင်တယ်ဟိုဟို taste ကိုပြောင်းသွားတာပေါ့ဒီဒီ local talent လောကရဲ့ဟို atmosphere ကိုချိန်ဖြစ်သွားတာကျွန်တော်တို့อ่ะအဲအဲ့ဒါကြောင့်လဲလူတွေကဟိုနည်းနည်းခင့်မိတော့သူတွေကိုလက်ကြီးတို့လူတွေเนาะကိုရဂျီဆိုလဲပြောပါတယ်နောက်တခါဟိုကိုဖရက်ချန်ဒွန်းဆိုပြောတယ်သူကဟိုအရင်တော့ကတော့ပီတာဒီဟာလာ drum စီးခဲ့တယ် F မှာအခု super star ဆိုတော့သူတို့ကလည်းအဲ့ဒါကိုနားထောင်ဟာပီတာမင်းတို့တီးတာတွေကသိကောင်းတော့ပဲတတ်တတ်ရနေတော့ music တွေကဟိုတော်လှန်တယ်လို့ဖြစ်သွားတယ်ဆိုတော့အဲဒီဒီအနေအထားလေးပါ ဆိုအဲ့ဒီမှာမှတို့ first series တို့ superstar အနေနဲ့ဟို instrumental လေးတွေတီးတာရွက်ဝတီးတာ Vintin เนาะ Vintin ဟုတ်လားဖုတ်ကလေးဟုတ်လားဟုတ်မှာပါဟုတ်မှာပါဟုတ်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 ပါဒီတော့လည်းနေပြောပါအောင်ပထမဟိုပါလေပထမခွေရလာဘယ်ဟာပထမခွေလဲမသိအဲ့မှာကိုသိန်းနဲ့တချင်းနေပါတယ်တော်တော်များများအဲ့ခွေရလေခွေမတချင်းနေအဲ့ဘယ်ဘီဘယ်ဘီရေလို့မလို့မျက်စုံတော့ဟုတ်ကဲ့အကိုအကိုတော်တင်ထားသေးရဲ့ကက်ဆက်ခွေလေးလीဟုတ်တယ်ဟုတ်တယ်အဲ့ဒါရောပါ ဒါပေမဲ့ကျွန်တော်တို့အထူးနဲ့ထတာတော့မတန်တန်းတွေထင်တယ်။နော်မတန်တန်းတွေ။ဘာလို့ထတာမတန်တန်းတွေဟုတ်တယ်။မတန်တန်းတွေ series ဟာလာဒိုဒို instrumental တစ်ထည့်ရှေ့ရောက်လာမတန်တန်း။ရောက်တာပေါ့ရောက်တာပေါ့မတန်တန်းတွေရဲ့အစွာရောက်တာပေါ့။ဟုတ်တယ်ကျွန်တော်တို့ညာအပ်တာလေ။ဟုတ်တယ်။ကိုဗရမြာကိုဗရမြာတမနာတမနာထုတ်တာလေမတန်တွေ series ဟုတ်တယ်။ဘူးလည်းပါတယ်။ဟုတ်ဘူးပါပါ။ အဲ့လိုလေးနည်းနည်းအဲ့ဒါ first series superstar နဲ့တွေ့တယ်ဟိုစတတ်တာကောင်းတယ်လို့တင်းတင်းအေးတို့အဲ့ထဲမှာပါဟုတ်ပြီးတော့ logo တန်းထဲမှာအစိုးရကမတန်းတန်းနဲ့ကိုရေဂျီဘတ်ဦးတက်ကူအေးမောင်ဆိုတယ်လေတင်းမလားဟုတ်တယ် logo logo လိုဘိုတချင်းတွေမှာကိုရေဂျီကဆိုရဲကျွန်တော်တို့တီးတယ်အဲ့အဲ့ program တခုလည်းရှိတယ်ငါတန်းတန်းနဲ့ paper roses ဆိုပါလို့ဆိုရတယ်အဲ့အဲ့အဲ့ program လည်းရှိတယ် ကျွန်တော်တို့ကျွန်တော်တို့အတီးပဲမဟုတ်ဘူးအဆိုရင်က program လည်းရှိတယ်ကိုရေကြီးဆိုတာဟုတ်တယ်ဟုတ်တယ် look at that in my logo the chain lady ဆိုတာမှတ် logo ချက်တော့ကိုရေကြီးဆိုတယ်အင်္ဂလိပ်လိုဆိုတယ်ဟုတ်တယ်ဘာမှမဆိုဘူးကိုရေကြီးကျွန်တော်နဲ့စဆိုတာဟုတ်တယ်ကိုရိုဒီမြင်ရလားမသိကျွန်တော်တင်လိုက်တာဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါပထမဆုံးဟုတ်တယ်အဲ့ဒါဟုတ်မေးမဟုတ်ဘူးလားဟဲ့လား တရားမဟုတ်လားဟုတ်တယ်ဟုတ်တယ်အဲ့ဒါပဲအဲ့ဒါ75 76မှာထွက်တာဒါသူဖြစ်နိုင်ပါလေအဲ့ဒါ76မှာထွက်တဲ့ series ဘာတမ်းလဲ series က superstar စပြီးတာအဲ့အဲ့ series အဲ့ဒီတဲ့ channel မှာလေဟိုဘာလဲ um bhagwan solo ဘယ်တဲ့ channel ဖြစ်မလဲရှင်းမရှိလွမ်းမရှိဒီထဲမှာပါလားပါတယ်နံပါတ်9မှာပေါ့နံပါတ်9ပါ ဆိုင်အီနံပါတ်7အဲကျွန်တော်ကလေအဲ့အဲ့ဟာတော့ Mr. Sabiro ပါတော့လဲပါတယ်လွမ်းနေသော AR ကြီးအဲ့ဒါ Mrs. Sabiro ပါလားမပါစမ်းဘူးတင်နေပါတင်ဦးတင်အောင်သူတင်တာစာတက်တာကောင်းနေနဲ့တင်းသေးအေးထန်စာရေးလိုက်ပါသည်အဲ့နှစ်ပုတ်အဲ့ဒါကိုကိုရီမန်တို့ជីပေးတာကျွန်တော်ကကျွန်တော်ရဲ့အတွေ့အကြုံရပြန်မှတ်မယ်ဆိုအဲ့ဒီ Bhagwan Solo ဆိုတဲ့ဒီ Indonesian ခြင်းကိုတီးတော့ကျွန်တော်တို့ superstar ကအရန်ဟို super stereo ခြင်းတီးတဲ့အစီအမှာကျွန်တော်တို့ကအရန်ကိုဝါနုနေသေးတယ် ဝါနူတော့ဒီဟိုစီရိုရှင်ကိုသူတို့အများကြီးစော်တီးထားတယ်ဒီကတော့ကို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 သိန်းတန်းတို့နော် play boy နော်ဒီ e machine တို့ access နဲ့ရှင်လိုက်ရင်ကျွန်တော်တို့လက်တံဒီအရင်မတမ်းမှပျော်စီပျော်စီနဲ့အရင်နှုတ်နေတာကိုကိုသတိထားမိတယ်လေအဲ့တော့ keyboard ကလည်းအဲ့တော့ကိုတင်ဦးတောင်းတော့မဟုတ်သေးဘူးအဲ့တော့ကိုအန်ဒရူးတီးတာလေကိုအန်ဒရူးလာပြီးပေးတယ်ကိုအန်ဒရူးကသူ cassette ထဲမှာနားထောင်ပြီးသူအဆင်ပြေသူတီးခွားတာပေါ့ကျွန်တော်တို့ကဟိုအတိအကျသိချင်တဲ့လူမျိုးဖြစ်နေတဲ့ခါကျတော့ကိုအန်ဒရူးကအတိအကျမသိတဲ့ခါကျတော့ကျွန်တော်တို့ကအားမရဘူးသူသိတာပေါ့လေ အဲ့အဲ့မှတ်မိတယ်။နောက်ကျွန်တော်လည်းကိုတိရကိုအားမရဘူး။အဲအရန်နပွားနုသေးတာပေါ့နော်။အဲ့လိုအဲ့လိုဖြစ်နေတာ။ကျွန်တော်မှတ်မိတာတော့အဲ့အဲ့အဲ့ဘဂဝန်ဆိုလိုဝဲကောင်ကမှတ်မိနေတယ်။ကျန်တဲ့တခြားတွေကိုကျွန်တော်လုံးဝမှတ်မိတော့။အဲ့ဒါဆိုအခုကတော့ तू က proof ကပါနေတာ။အဲ့ဒီတော့ဒီလည်းပါနေနော်။ဟုတ်လား။ဆိုတိန်းထားတဲ့လူတွေကျေးဇူးတင်ပါတယ်။ကျွန်တော်ကအဲ့လိုအသိစိတ်အင်မတန်ညံ့ဖြစ်နေတယ်ဆိုတော့ကျွန်တော်တိစီအကုန်လုံးလိုက်မေးရ ့လိုဒါကတော့ကိုတို့ရဲ့ဟောပေါ့နော်ဒါတီလုံးစမ်းခွေပေါ့ဒါပထမ organ တီလုံးစမ်းဟုတ်ကဲ့ဒါကြတော့မှတ်မိတယ်ဒါကတော့မှတ်မိတယ်ဒါဒါ number 2 instrumental ခွေပေါ့အာယုံဦးဒေသန်တို့ရာကိုမင်းမော်ကြီးအဲ့ဒီခွေကတော့ superstar ကိုပို့ပြီးတော့ first ဟိုအထက်ကိုဟို bicycle ထဲကတီလုံးနေဆိုတော့အဲ့ဒီချိန်ကနာမည်ကြီးတဲ့ bicycle ရုပ်ရှင်တတိဆိုတော့လူတွေကတော်တော်ကျွန်တော်တို့ယနေ့အထိကိုပြောလို့မဆုံးဘူးယနေ့အထိဆိုတော့60ကျော်အထိကိုဟိုအဲ့ဒီခွေလေးတွေကလူတိုင်းရှိတယ်ကိုမင်းမော်ကြီးလည်းပဲရောက်နေလည်းမသိတော့ဘူးဆိုတော့ဘိုက်စကောဒီလောင်ဆောင်ကအရင်သွင်းတာလားဟာဟိုမဟုတ်ဘယ်ဟာရင်အော်ဂန်ဒီလုံးစားများအရှင်တွေ့တာအင်းနော်ဟုတ်တယ်နော်ပြီးမှတော့ဘိုက်စကောကဒုတိယဟုတ်ပါဒုတိယဒုတိယဟုတ်ပြီဟုတ်ပြီဟုတ်ပြီ ေးเนาะဟုတ်တယ်ဟုတ်တယ်အဲ့ဘက်စကုတ်တဲ့ဒီလိုစားတော့မှနောက်ဆုံးက highway star တွေဘာမှမဆိုင်ရုပ်ရှင်နဲ့ဟုတ်ကဲ့ကျပါဘူးဟိုအဲ့အာယုံဦးသေးတာတွေကကျတော့ကျွန်တော်တီးတီးကြတာဒါပဲကျွန်တော်မှတ်မိတာကျွန်တော်ကျွန်တော်မှတ်မိတာတလို့ highway star ကရုပ်ရှင်ထဲမှာပါတယ်ဘာကြောင့်ပါလဲဆိုတော့ဗမာရုပ်ရှင်ကားတကားမှာကျော်ဟင်းကားလားဇော်ဝမ်းကားလားမသိအဲ့ဒီမှာ highway star ကိုသူတို့သုံးပလိုက်တယ်ဗျာ သုံးလိုက်တော့ highway star ဒီရုပ်ရှင်သင်းဖြစ်သွားတာပေါ့ဗျာအဲ့တော့ကျွန်တော်တီးခွင့်ရသွားတာဒါမဲ့လီ remain ကပြောမယ်စီလားတို့တီးတာတော့ကိုကဘာမှာကိုနာမည်ကြီးပြီးတော့ဗမာပြည်မှာအဲ့တော့ကိုတော်မီဂျော်နိုင်ကြီးကလည်း highway star ပြင်းနေဟုတ်တယ် spectrum ကြီးနဲ့သူအကြီးလေးဟဲ့ကတော့ကိုမေမောကထည့်ပေးပါဆိုတော့ထည့်လိုက်တာဆိုတော့ဒါပါသွားကျွန်တော်တို့အားလုံးကလေတော်တော်လေးတူအောင်တော့တီးထားတယ်သိလား ဲ့ဒါလေးတခုတော့အဲဟိုပထမ S မှာလုံးတဲ့ကျွန်တော် high whistler ကိုတီးနေတယ်သို့တော့ superstar instrumental ကြတော့ပို့ပြီးတော့တူအောင် drums ကိုတီးရဟဲ့ဘာကြောင့်လဲဆိုတော့ဟန်ငွေထွန်းကြောင့်ဗျဟာသူကဒီလွဲနေရင် तू ကဒါဆိုလာပြောတော့ကိုကပြန်နားထောင်တယ် F တော့ကိုဟာကိုနားထောင်ပြီးတော့ဟိုကိုက mood တွေကိုပဲယူလိုက်ပြီးတော့တီးတာပေါ့နော်ဒါပေမဲ့ ကိုမှကြတော့ S မှာတော့ငါကိုဟိုဟိုဒီဒီဒီ off off beat နဲ့ဆိုတဲ့ဟာမှာကိုမှားတယ်အဲ့ဒါကိုအခုမှပြောတာဒါပေမဲ့အဲ့ဒီချိန်ကိုတေချာနားမထောင်ဘူးဒါပေမဲ့ generally နားထောင်ပြီး practice လုပ်ပြီးတီးတော့ကိုဘယ်သူမှမင်းအဲ့ဒါမှပဲတပင်းလုံးမှားတာပေါ့ရှင်းရှင်းပြောရအောင်အဲနောက်တော့မှတကယ်တို့ recording လုပ်မယ်ဆိုတီးတော့မှ remain နဲ့ဖုတ်ကလေးရ အဲ့ဒီနေရာမှာဒီလိုဆိုတေချာနာထွက်လဲဆိုဟုတ်ငါအဲ့တော့ငါငါဒါငါမကြားခဲ့ပါလားဆိုအဲ့တော့မှခုခုကိုကျေနပ်တယ်စူပါစတာနဲ့ဟိုင်ဝေးစတာကိုတီးတာတော့တို့တွေကတော်တော်လက်ဒီပါတွေအခုငါ့ကိုဒီခိုင်ငါမတီးနိုင်တော့ဘူးဒီလက်ဒီပါတွေလှုပ်ဖို့ဆိုတာ practice ဒါပဲသိကျေနပ်တယ်ဟုတ်တော်တော်လေးဟုတ်အဲ့ဒါ thank you remember ဟုတ်ကဲ့ပြောပါဟုတ်ကဲ့ပြောပါဘယ်ဘယ်ပါတရီရတယ် တော်တော်မောင်းတာသူကလေအဲ့ဒါတော့အဲ့လိုနဲ့နောက်တော့ဟို series အကြီးတွေရတို့ဘယ်လိုစဖြစ်သွားလဲမတန်တန်ຫນွယ်ရတော့ထားတော့ကို family တွေကဖြစ်နေတယ်ဒါပွဲဥွတ်တွေနောက်ကိုအင်းမောင်ရဲ့ဘယ်ပကြီးရေးလို့မပြီလဲတင်ဦးတောင်းပြန်လို့လေးနဲ့လीနောက်တော့မှဟိုတရုတ်ကြီးတွေက multiple ဒီဒီဒီတရောနဲ့ပြန်ပြီးတော့ multiple လုတ်ပြီးတော့တို့ထားအဲ့ဒါတက်သူအင်းမောင် ဘယ်ပကြီးလဲတို့ဒီ series အဲ့ဒါဘယ် series ထဲမှာပါတာလဲမတန်တန်ွယ်ထဲမှာလားတက်တူအီမောင်တတ်တတ်ပဲလားမသိအဲ့ဒါမူမူမှတ်မိလားမှတ်မိတယ်အဲ့ဒါကိုကိုအေးမောင်ရဲ့တင်အောင်မိုးရဲ့မတ်ရီမေရဲ့လေအဲ့ဒါ super star တီးတာဘယ်ပကြီးရေးလို့မမီဆိုပြီး series တစ်ခုထပ်လုပ်တယ်မတ်ရီမေမတ်ရီမေစဆိုရဲဟာပေါ့အော်အဲ့မှာမတ်ရီမေတို့မောင်မသုံးယောက် remember မှတ် ဟိုအဲ့ဒီချင်းကိုတီးရတော့အဲ့ဒီချင်းကိုတီးရတော့မှတ်မိတာပေါ့ဒါပေမဲ့ဘယ် series မှာတီးလိုက်လဲဆိုတော့တော့မှတ်မိတော့ကျွန်တော်ကျွန်တော်တို့အားလုံးဘယ်ပကြီးရေးလို့မမီမှာပဲပါတာလေ series rider ဘယ်ပကြီးရေးလို့မမီပဲဘယ်ပကြီးရေးလို့မမီပဲဒါမဲ့တို့မောင်မောင်၃ယောက်ဟုတ်တယ်ဟုတ်ပြီ okay